ငင်းပွားစရာပေါ်လာလို့ရှိရင်မတူရင်မတူဘူးလို့မှတ်ထားတူတဲ့နေရာမှာဆွေးနွေးမယ်အခုခေတ်မှာပြောတာမဟုတ်ဘူးနော်အယူဝါဒချင်းမတူဘူးဆိုလို့ရှိရင်မတူတာဖဲထားတူတာကိုလက်သွားကြမယ်တို့ပြောကြတယ်အမြတ်စွာဘုရားဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း2600တည်းဟောထားတာအဲ့ဒီဟာနော်တယောက်နဲ့တယောက်လက်တွဲတယ်မိသားစုဆိုတာတယောက်နဲ့တယောက်အမြင်ချင်းညှိလို့မရဘူးဆိုရင် ထားညှိလို့ရတဲ့ဟာနဲ့သွားကြီးလို့မရတဲ့အသာထားမဆွေးနှွေးနဲ့အဲ့ဒါလွတ်ထလိုက်လွတ်ထလိုက်ပြီးတော့သူနဲ့ကိုယ်သဘောတူတဲ့ဟာနဲ့ဆက်ပြီးအလုပ်လုပ်လောကလူဆိုတာသူ့အမြင်ကိုယ်အမြင်ကွဲပြားခြားနားနေမှာပဲဘယ်တော့မှပေါင်းဆက်လို့ရမှာမဟုတ်ဘူးဒါရှင်နုရုဒ္ဓတို့တို့စိတ်ထားနိုင်ပါသားပေါ့ဆက်ရမယ်ရှင်နုရုဒ္ဓတို့တငယ်ချင်း၃ယောက်ကတော့ ငါဆန္ဒကိုတာထငါစိတ်အလိုကိုတာထသူတို့စိတ်တိုင်းကနေမယ်ဆိုရဲအဲ့ဒီလိုထာမရ3ခုတစ်စိတ်2ခုတစ်စိတ်3ခုတစ်စိတ်အဲ့ဒီလိုမှသဘောကျတိုက်ဆိုင်လို့ရမှာအနုဘုဆိုရင်လူဆိုတာနာနိစ္စတရားနာနာဆန္ဒတမေတပေရမွေးတဲ့ညီကိုအရင်ပေါင်းနှမအရင် ညင်မအရင်တောင်မှပဲတယောက်နဲ့တယောက်မတူဆိတ်ဆန္ဒတယ်။ကွယ်ပြားချမ်းသာတယ်လို့လို့ဆိုလို့တယ်နော်။ဣကိစ္ဆတရားနာမထုံးလပါဆိတ်ဆန္ဒရင်တူတယ်လို့ဆိုတာအလွန်ရခဲ့ပါတယ်တဲ့။ဓမ္မရှားပါတယ်။နာနိစ္စတရားနာ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 အဓိပုတ်တိကနှလုံးသွင်းမှုတွေအမျိုးစုံအဲတူဆိုတာ တမေရဲမွေးလို့ညီကောင်မောင်တို့ဖြစ်နေပြီမဲ့လို့စိတ်ဆန္ဒခြင်းကြတော့တမေရဲမွေးတာမဟုတ်တော့ရှုပ်ကသာတမေရဲမွေးတာစိတ်ကြတော့တမျိုးစီပဲနော်လူဆိုတာစိတ်ကတည်းကအဲ့ဒါကိုမြတ်စွာဘုရားကနားလည်နိုင်ရမယ်လို့သုံးမှတာနားလည်ဖို့လိုအပ်တယ်မငင်းနဲ့နားလည်ရမယ်